မင်္ဂလာပါရှင်ဒီနေ့ကျမတို့အဲရက်စပိုင်းဆိုင်ရအခြေခံကြတဲ့အကြောင်းအရာတစ်ခုကိုနည်းနည်းလေးအသေးစိတ်ဆွေးနွေးကြည့်ကြမယ်လေဟုတ်ကဲ့ခင်ဗျာအဲ့ဒါကတော့ AC ဗော alternating current နဲ့ DC direct current တို့ရဲ့ကွာခြားချက်တွေအကြောင်းပါဟုတ်ပါတယ်ဒါတော်တော်အရေးကြီးတဲ့အခြေခံသဘောတရားပဲလေဟုတ်တယ်နော်ဒီရကြကတော့လေဒီရစီကြောင်းတစ်ခုဘလို့ကွာတယ်လေနော်ပြီးဟို polarity ဆိုတာကြားဘူးကြမှာပေါ့အဲ့ဒါဘာလဲအင်း polarity ပြီးတော့ဟို PC တွေမှာရေးတက်ကက် hertz ဆိုတာလေ50 hertz တို့ပါတော့အဲ့ဒါတွေရဲ့အသေးပေကိုရှင်းရှင်းလင်းလင်းတီးတော့ဖို့ပါပဲဟုတ်ကဲ့ဒါတတိထိုင်းရင်ရက်စ PC တွေရဲ့သဘောတရားကိုပုံနားလည်လာမှာပေါ့ကဲဒါဆိုစလိုက်ကြအောင်နော်ပထမဆုံး DC ကနေစကြမယ် direct current ပေါ့ဟုတ်ကဲ့ DC direct current ရက်စစ်မှာကြတော့ electron တွေစီးတာပေါ့ဟုတ်အဲ့ဒီ electron တွေကအမှတ် x ကနေ y ကိုပေးသွားတယ် y ကနေ x ကိုပြန်လာဘူးဆိုရင်ဒါလာရတခုတည်းကိုပဲစီးစစ်နေတဲ့ရက်စီကြောင့်ဖြစ်သွားပြီဩဒါကိုပဲ direct current dc လို့ခေါ်တာပါအဓိကက direction လာရတခုတည်းပဲစီးတာဩလာရတခုတည်းပဲရှေ့ကိုပဲသွားနေတဲ့သဘောမျိုးပေါ့ဟုတ်ပါတယ်ရှေ့ကိုပဲသွားတယ်နှော့ပြတ်မလာဘူး ဒါဆိုသူရဲ့စီစဉ်မှုလာရကမပြောင်းလဲဘူးပေါ့နော်။လုံးဝမပြောင်းပါဘူး။တတ်တမတီပဲ။ကဲဒါဆို AC ကိုဆက်ကြည့်ရအောင် alternating current ပေါ့။ဟုတ်ကဲ့ AC ။ခုန B ဥပမာကိုပဲပြန်သုံးရရင် B က P အနေ Q ကိုတော့တယ်။ဟင်းပြီးတော့အဲ့မှာရမနေပဲ Q ကနေ P ကိုပြန်လာတယ်ဆိုပါဆို DB ကလာရတခုတည်းသွားနေတာလား။မဟုတ်တော့ဘူးမဟုတ်ဘူးနော်ရှေးသွားလိုက်နောက်ပြန်လာလိုက်ဖြစ်နေပြီအတိအကျပါပဲလာရကပြောင်းသွားပြီ electron ပြောရင်ရော electron က x ကနေ y ကိုသွားတယ်ဟုတ်တယ်ပြီးတော့ရပ်မနေပဲ y ကနေ x ကိုပြန်လာတယ်ဒီလိုဆိုရင် electron ကလာရတခုတည်းမဟုတ်တော့ဘူးမဟုတ်တော့ဘူးရှေ့သွားလိုက်နောက်ပြန်လာလိုက်အဆက်မပြတ်လက်နေတာอืมဒီလိုလာရရှေ့နောက်ပြောင်းပြန်စီစဉ်တဲ့ let see ចောင်းကို alternating current ac လို့ခေါ်တာပေါ့နော်ဟုတ်ပါတယ် alternating current ပါဒီနေရာမှာစေဝင်စားစရာက ac ဟာလာရနှစ်ခုမှစီးနေတာ ရှေ့ရောနောက်ရောဟုတ်ကဲ့ DC က uniform ပေါ့ပုံမှန်စီးနေတယ်ဆိုရင် AC ကကြတော့ non uniform လို့ပြောလို့ရမယ်မညင်းညာကိုပြောင်းလဲနေတယ်ဩသူကအမြဲပြောင်းနေလားကိုဟုတ်ပါတယ်သူ့ရဲ့တဘာဝကိုကအဲ့လိုပြောင်းနေလားကဲဒီနေရာမှာ polarity ဆိုတဲ့စကားလုံးပါလာပြီဟုတ်ကဲ့ polarity ဆိုတာရစီချောင်းစီစဲမှုရဲ့လာယာပေါ့ direction of flow of current ကိုဆိုလို့ရလို့ဆိုရ တာကိုနည်းနည်းလေးထချင်းပြပါအောင် polarity ကအခြေခံအဖြစ်လို့အဲလျက်စရဲ့အငုံတစ်ခုအပေါင်း plus နဲ့အနုံ minus ရဲ့တည်ငြိမ်မှုပေါ့အဲ့ဒါကိုရင်းညွှန်တာပါ။အော်အပေါင်းနဲ့အနုံတည်ငြိမ်မှုဟုတ်တယ် DC ကိုပြန်ကြည့်အောင် battery ဥပမာပေါ့ဟုတ်ကဲ့ battery battery မှာအပေါင်းထိပ် plus နဲ့အနုံထိပ် minus ဆိုပြီးသတ်မှတ်ထားပေးတာလေသူကပုံသေးပဲဘယ်တော့မှမပြောင်းဟုတ်ရစီချောင်းကလည်းအစင်လာသတ်မှတ်ချက်ရတော့အပေါင်းကနေအနုံစီကိုလည်းအမြဲတမ်းစီးတယ်လာရတစ်ခုတည်းပေါ့ဟုတ်ကဲ့ ဒီလိုအပေါင်းဟုတ်တဲ့အနုံငုတ်ဒီပုံထေတည်ငြိမ်နေတာကိုပဲ DC မှာ polarity ရှိတယ်လို့ပြောတာပါ။အော်။ဒါကြောင့် DC ပစီတွေတည်ရင်အပေါင်းအနုမှန်မှုလို့တာပေါ့။မှန်ပါတယ်။မားတိုင်ရင်အလုံးမလို့တာဖြစ်စည်းတဲ့မျိုးဖြစ်တတ်တယ်။သူ့မှာ polarity ရှိလို့။อืมဒါဆို AC မှာတော့သူကရှင်းတော့ပြောင်းနေတယ်ဆိုတော့သူ့မှာ polarity ဘယ်လိုဖြစ်မလဲ။အဲ့ဒါကစိတ်ဝင်စားဖို့ကောင်းတာ။ AC source နဲ့မီလုံးကိုဆက်ထားရဆိုပါဆို။ဟုတ်ကဲ့ တခဏမှဆက်စီကအမပီကနေ Q ကိုစီးတယ်ဆိုပါတော့အဲ့ဒီအချိန်မှာ P ကခဏတာအပေါင်းဖြစ်ပြီး Q ကအနုတ်ဖြစ်သွားတယ်။อืมဒါပေမဲ့နောက်တစ်ခဏလေးမှာချက်ချင်းမဲ့လာရက ပြောင်းပြန်ဖြစ်ပြီး Q ကနေ P ကိုပြန်စီးတော့ဩပြန်စီးတော့ပြန်စီးတော့ Q ကအပေါင်းဖြစ်သွားပြီး P ကအနုတ်ဖြစ်သွားပြန်ရောဟာဆိုတော့အပေါင်းနဲ့အနုတ်ကတနည်းအားဖြင့်မှပုံသေးမရှိတော့ဘူးပေါ့နော်ဟုတ်ပါတယ်အဲ့ဒီအပေါင်းတို့ဖြစ်လို့ဆောင်းတဲ့အမတ်တွေကအလွန်မြန်နေနှုံးနဲ့အဆက်မပြတ်ပြောင်းပြန်ဖြစ်နေတာထပ်ဖြစ်တဲ့နေပေါ့ ဘဲအမတ်ကအပေါင်းဘဲအမတ်ကအနုတ်လို့တိတိကျကျတတ်မှတ်လို့မရတော့ဘူးဗောနော် အတိကျပဲတတ်မှတ်လို့မရအောင်ဒါကြောင့် AC မှာတိကျတဲ့ polarity မရှိဘူး no polarity လို့ပြောတာအော်ဒါကြောင့်ကိုဟုတ်တယ် DC က polarity ရှိလို့လာရတစ်ခုလေးရှိတယ် AC ကကြတော့အဲ့ဒီ polarity အငုတ်တွေကအဆက်မပြတ်ပြောင်းနေလို့တိကျတဲ့ polarity မရှိလို့လာရပြောင်းပြန်စီစဉ်ရတာဖြစ်ပါတယ်ချင်းတော့ပါပဲ DC မှာပုံတဲ့ polarity ရှိတယ် AC မှာပုံတဲ့ polarity မရှိဘူး ကောင်းပါပြီဟုတ်ကဲ့ဒါဆိုနောက်တစ်ခုဆက်သွားရအောင် PC တွေမှာရေးထားတဲ့ 220V 50Hz ဆိုတာလေอืมတွေ့ဖူးကြမှာပါ 220V ကတော့စွန့်ရင် folk R လို့တီးကြတယ်အနောက်က 50Hz ဆိုတာကတော့ပါလေ Hertz ဆိုတာက Hertz ကိုအတူကောက်ရေးဟာလာပေါ့သူက frequency ချင်းကောင်ကိုတိုင်းတာတဲ့ unit ပါ frequency ချင်းတော့ဟုတ်တယ်အဲ့ဒီ frequency ဆိုတာပါလဲနားလဲပေါ့အရင်ဆုံး cycle ဆိုတာကိုသိဖို့လိုမယ်လက်ပတ်မှုတစ်ပတ်ပေါ့ cycle ဟုတ် AC ချက်စင်းချောင်းကခုနကပြောသလိုရှေ့တို့တစ်ခေါက်သွား B ကနေ Q ပေါ့ပြီးလို့နောက်ကိုတစ်ခေါက်ပြန်လာ Q ကနေ B ကိုပြန်လာတာအဲ့ဒီအတော်အပြန်တစ်စုံလုံးကို cycle တစ်ခုလို့ခေါ်လာပါ။အော်ရှေ့သွားလိုက်နောက်ပြန်လာလိုက်တစ်ခေါက်ပြေတာကို cycle တစ်ခုဟုတ်ပါတယ်အဲ့ဒါ cycle တခုပဲအဲ့ဒီ cycle တခုမှာလာရဘယ်နှခါဖြောင်းသွားလဲရှေ့သွားတာတခါနောက်ပြန်လာတာတခါဆိုတော့နှစ်ခါလားမှန်ပါတယ် cycle တခုပြည့်တိုင်း လာရနှစ်ကြိမ်ပြောင်းသွားပါတယ်ဟုတ်ပြီ frequency ဆိုတာကတော့တစ်စက္ကန့်အတွင်းမှာဒီလို cycle မျိုးဘယ်နှခုပြုတ်လုံနိုင်တယ်လဲဆိုတာကိုတိုင်းတာလာပါဩတစက္ကန့်မှာလုံနိုင်တဲ့ సైకిల్ အရည်အတွက် ဟုတ်ပါတယ်ဒါကြောင့်50 Hz လို့ရေးထားရင်အဲ့ဒီ AC လက်စီကြောင်းကတစက္ကန့်အတွင်းမှာ సైకిల్ ပေါင်း90ပြုလုပ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်တစက္ကန့်ကို సైకిల్ 90ဟုတ်ပြီဒါဆို సైకిల్ တစ်ခုမှလာရနှစ်ခါပြောင်းနေဆိုတော့ 50 hertz ဆိုရင်တစ်စက္ကန့်မှာလာရစုစုပေါင်းဘယ်နှကြိမ်ပြောင်းသွားမလဲ9ကြိမ်မြောင်းနဲ့အကြိမ်တရာပေါ့တိကြပါတယ်တစ်စက္ကန့်အတွင်းမှာလာရအကြိမ်တရာပြောင်းပြန်ထင်းနေတယ်ဆိုတဲ့အတည်ပဲပါဟာတော်တော်မြန်တာပဲနော်မျက်စိတမိတော့မကြဘူးဟုတ်တယ်အလွန်မြန်နေနှုံးပါကျွန်တော်တို့မျက်စိနဲ့လိုက်ကြည့်ဖို့တောင်မဖြစ်နိုင်ဘူးတာမန်မီတီဆိုရင်အဲ့ဒီလောက်မြင်မြန်အဖွင့်အပိတ်ဖြစ်နေလားကိုကျွန်တော်တို့သတိမထားမိဘူးလေဟုတ်တချို့နိုင်ငံတွေမှာတော့60 hertz တုံးတယ် အဲ့ဒါဆိုရင်တစ်စက္ကန့်ကို cycle 60ဆိုလို့လာယာပြောင်းတာအကျင့်190ဖြစ်ပါမှာပေါ့အကျင့်190ပို့တော့မြန်သေးတယ်ဒါဆို DC မှာကတော့သူကလာယာမပြောင်းဘူးဆိုတော့ frequency ကဟုတ်တယ် DC ကလာယာတစ်ခုတည်းမရှိတာလေရှေ့နောက်မပြောင်းဘူးဆိုတော့သူ့မှာ cycle ဆိုတာဖြစ်မလာဘူးအင်း cycle မှမရှိတာဟုတ်တယ်ဒါကြောင့် DC ရ frequency က0 hertz ရှိပါလေ။ဂျင်းလုံးမရှိပါဘူး။အော် frequency မရှိဘူး0 hertz ။ဒါကို graph နဲ့ဆွဲကြည့်ရင်ပိုရှင်းတယ်။ time ကိုအောက်ခြေမြေမှာထားမယ် current ကိုတောင်းလိုက်မြေမှာထားမယ် TC ဆိုရင်မြင်းပြောင်းအတိုင်း tempo တစ်ခုမှာတည်ငြိမ်နေလိမ့်မယ်ဟုတ်ကဲ့ in AC ကတော့အဲ့ဒီ zero line ကိုဖြတ်တည်အပေါ်တက်လိုက်အောက်ဆင်း line နဲ့ line ပုံစံထည့်နေမှာ sine wave လို့ခေါ်ကြတာပေါ့อืม line တွန့်ပုံစံဟုတ်ကဲ့အဲ့ဒီအတက်အကျ line တစ်ခုလုံးက cycle တစ်ခုတစ်စက္ကန့်မှာအဲ့ဒီ line ဘယ်နှခုဆွဲနိုင်လဲဆိုတာက frequency ဟုတ်စီဘီအော်ရှင်းသွားပါပြီကောင်းပြီဒါဆိုဒီနေ့ပြောခဲ့တာလေးတွေကိုအနှစ်ချို့လေးပြန်ကောက်ကြည့်ရအောင်နော်ဟုတ်ကဲ့ AC နဲ့ DC ဆိုတာလျက်စိကြောင်းအမျိုးအစားတစ်ခု DC Direct Current က layer တစ်ခုတည်းပဲစီးတယ်မှန်ပါပဲ Battery တို့ Solar ပြားတွေကထုံတယ်ပုံတေပိုလာရီတီ plus minus ရှိတယ် frequency က0 hertz ဟုတ်ပါတယ် electronic pc တွေမှာတုံများတယ်ဟုတ်ကဲ့ ac alternating current ကတော့လာယာရှင်းအောင်ပြောင်းပြန်အဆက်မပြတ်စီးနေတယ်ဟုတ်ကဲ့ အင်္ဂပလက်ပေါက်တဲ့ကရတာ AC ဘူအားအကျဉ်ချလို့ရလွဲလို့တအားဖြန့်ဖြူးရဲ့မှာအ धिक တုံးတယ်ဟုတ်ကဲ့ transformer နဲ့အလွယ်တကူပြောင်းလို့ရတာကိုဒီနေ့ဆွေးနွေးမှုကတော့အခြေခံကြပေမဲ့တတော်အရေးကြီးတဲ့အချက်တွေပါပဲနေ့စဉ်ထုံးနေတဲ့ဖြတ်ဆက်ရဲ့နောက်ွယ်ကသဘောတရားကိုပုံနာလဲသွားသလိုပဲဟုတ်ပါတယ်ဒီနေ့ရော AC နဲ့ DC အကြောင်းအသေးစိတ်ဆွေးနွေးမှုကိုဒီမှာပဲခဏရက်နာပါစေဟုတ်ကဲ့ခင်ဗျာ ဒီအခြေခံအချက်လက်တွေကနားထောင်သူတွေအတွက်အကျိုးတစ်ခုခုရှိမယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ချိန်မှာလည်းအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်တွေ့ကြမယ်နော်။ဟုတ်ကဲ့ပါ။